ိုင်းအစ္စလာမုအလัยကွမ်အလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ YouTube ကျွန်တော်ရဲ့ YouTube channel ကနေပြန်ကြိုပြန်လဲကြိုဆိုလိုက်ပါတယ်ဗောလေဒီနေ့ကျွန်တော်ဒီနေ့အတွက်ရေးချဲ့ထားတဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ဒီ user အသုံးပြုတဲ့လူတွေကအချက်လက်တွေကိုဘယ်လိုရရှိကြလဲဗောလေဘယ်လိုရရှိလဲဆိုတော့ဒီကွန်ပျူတာကနေဘယ်လိုရရှိလဲဆိုတော့ခေါင်းစဉ်နဲ့ကျွန်တော်ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ဒီ ကျွန်တော်တို့အသုံးပြုအဲ့လိုမျိုးသုံးသပ်ရင်းနဲ့ကျွန်တော်အရင်ဗီဒီယိုမှာမှားခဲ့တဲ့အမှားလေးတခုကိုလည်းကျွန်တော်ပြန်ပြင်ပြီးပြောသွားမှာပဲဖြစ်ပါတယ်ကျွန်တော်အရင်ဗီဒီယိုမှာကျွန်တော်မထင်ထားဘူးပေါ့လေ54 view လောက်ကျွန်တော်ရမယ်လို့တော့မထင်ထားဘူးပေါ့လေအရင်ကျွန်တော်ဗီဒီယိုကြည့်ပြီးတဲ့လူတွေအတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အဲဒါပေမဲ့ကျွန်တော် information တခုကိုမှားပြီးပေးခင်းမိတယ်ပေါ့လေဒီတစ်ပတ်လည်းဒီတစ်ပတ်ခွင့်ပြုလို့ပေးပါကျွန်တော်ဒီဗီဒီယိုမှာပြန်ပြင်ပြီးပြောပေးပါမယ်ဒီ ဒီ information ကိုမပြောခင်မှာကျွန်တော်တို့ဒီခေါင်းစဉ်ကိုအင်းဆုံးတွားလိုက်ကြအောင်ပေါ့ user တွေက data တွေကိုဒီ computer တွေကနေတစဉ်ဘယ်လိုဖြစ်စဉ်တွေကိုဖြတ်တန်းပြီးတော့ဒီ user တွေကအချက်လက်တွေကိုရတယ်ပေါ့လေဒီ user တွေကဒီအသုံးပြုတဲ့တွေကဒီပေါ့ကျွန်တော်ပြောရမှာဒီကျွန်တော်တို့ရှိမှရှိပြီးသား file တစ်ခုပေါ့လေရှိပြီးသား file တစ်ခုဓာတ်ပုံတော့ဓာတ်ပုံတော့လကောင်းဒီ တပ်ပုံတော့လကောင်းပြီးွားလို့ရှိရင်ဒီ game တော့လကောင်းပေါ့လေကျွန်တော်တို့က fin ချင်တယ်ကြည့်ချင်တယ်ဆော့ချင်တယ်ကစားဒီပေါ့ကစားချင်တယ်ပေါ့လေဒီ video တော့လကောင်းပေါ့လေအဲ့လိုမျိုးကစားချင်တယ်ဆော့ချင်တယ်ကြည့်ချင်တယ်ပေါ့ကျွန်တော်တို့မှရှိပြီးသား download ဆွဲပြီးသားဒီ device မှာရှိပြီးသားဒီပေါ့ computer မှာရှိပြီးသားဒီအရာ file လေးတွေကို fin ပြီးချင်တယ်ကြည့်ချင်တယ်ဖတ်ချင်တယ်ဆော့ချင်တယ်အဲ့ဒါတွေကိုဒီပေါ့ အဲ့ဒါတွေကိုကျွန်တော်တို့ကကြီးချင်တယ်ပဲထားပါတော့ကျွန်တော်တို့ကြီးလိုက်တဲ့အဲ့ဒါတွေကိုဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီပေါ့ loading ဆွဲသွားတာဒီပေါ့နည်းနည်းလေးကွန်ပျူတာကနည်းနည်းလေး run တာနည်းနည်းလေးကြာနေရလို့ဒီတုပ်ပြန်တာနည်းနည်းလေးစောက်နေရတာလို့ကျွန်တော်တို့ကြုံဘူးမှာပါအဲ့ဒီတုပ်ပြန်နေဖြစ်စဉ်အဲ့ဒီတုပ်ပြန်နည်းနည်းစောက်နေရတဲ့ဖြစ်စဉ်ကဘာလို့ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ခိုင်းလိုက်တဲ့ ဒီဓာတ်ပုံကိုဖင်ပါဗီဒီယိုကိုကြည့်ပါဗီဗီဒီယိုကိုကြည့်ချင်တယ်ဆိုတော့ဗီဒီယိုဖင်ပါဒီဂိမ်းကိုဂိမ်းဆော့ချင်တယ်ဆိုရင်ဂိမ်းကိုဆော့ပါဆိုတော့ဒီခိုင်းစိတ်ချက်တွေကကျွန်တော်တို့ရဲ့ program ပေါ့လေဒီဂိမ်းဆိုတဲ့ဂိမ်းရဲ့ program ပေါ့လေဒီကျွန်တော်ထင်တယ် mobile legend ဆိုလို့ရှိရင်ဒီ C double plus လား C share လားမသိဘူးအဲ့ဒီဒီကုန်းနဲ့ရေးထားတဲ့ program ပေါ့လေအဲ့ဒီ အဲ့ဒီကုတ်နဲ့ရေးထားတဲ့ program တွေကဒီခိုင်းစိတ်ချက်တွေကရောက်သွားတယ်ရောက်သွားပြီးတော့လို့ရှိရင်အဲ့ဒီခိုင်းစိတ်ချက်ကိုအဲ့ဒီ program တွေကဒီသူတို့နားလဲတဲ့ဒီပေါ့ binary ကုတ်နဲ့ binary ကုတ်နဲ့ဒီ run ပေးတယ်ဗောလီ binary ကုတ်နဲ့တောင် ဖြစ်တယ်ပေါ့သူတို့သူတို့နားလဲတဲ့ဒီ program program barra စကားနဲ့ run နဲ့ run ပြီးွားလို့ရှိရင်ဒီတဖန် ဒီ binary အဲ့ဒီ run ကျွန်တော်တို့ရဲ့ခိုင်းစေချက်တွေကို run နဲ့ run ပြီးသွားလို့ရှိရင်ဘယ်ကိုသွားလဲဆိုတော့ဒီ matching code တွေပေါ့လေဘယ်ကိုသွားလဲဆိုတော့အမှားလို့ဒီ storage device ကိုသွားတယ် storage device ဆိုတော့ကျတော့ဒီဘာ device လဲဆိုတော့ storage device ဆိုတော့ကဒီအေးကျွန်တော်တို့ ုံနောက်တွေမှာအုံနောက်အုံနောက်မှာဆိုလို့ရှိရင် long term memory နဲ့ short term memory ဆိုပြီးရှိတယ်ဗောလေကြာရှည်ဆိုတာတိတ်ကြာ long term memory ဆိုတာကတော့ဒီအချက်လက်တစ်ခု memory တစ်ခုကိုကြာကြာရှည်ရှည်တိမ့်ထားတဲ့ကြာရှည်ဆိုတာတိမ့်ထားတဲ့နေရာဗောလေ story device ဆိုတာအဲ့ဒီ story device ကိုသွားတယ်ဗောလေဘုမင်းကအဲ့ဒီ program ကနေပြီးတော့သူကတဖန်ပြန်ခိုင်းနေပြန်ခိုင်းနေဆိုတော့ဒီခိုင်းစိတ်ချက်ကိုပို့တယ်ဗောလေဒီ in storage fight တဲ့ story fight တဲ့ကဘယ်နေရာရဲ့ဘယ် folder ရဲ့ဘယ်နားမှာရှိတဲ့ဒီဓာတ်ပုံလေးကိုယူမယ်ပေါ့ဓာတ်ပုံလေးကိုဖွင့်ပေးပါဆိုပြီးတော့သူကထပ်ပြီးတော့ဒီအီ story device ကိုထပ်ခိုင်းတယ်ထပ်ခိုင်းလိုက်တယ်ထပ်ခိုင်းလိုက်ပြီးွားလို့ရှိရင်သူကအဲ့ဒီထပ်ခိုင်းလိုက်တာကိုအဲ့ဒီဓာတ်ပုံ file ကဘာလုပ်လဲဆိုအဲ့ဒီ story file ကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ဒီ user တွေပေါ့လေ ဖုန်း screen ပေါ်မှာကြည့်နိုင်အောင်လို့ဒီကြည့်နိုင်အောင်လို့ဖုန်း screen ပေါ်ဒီမှာ computer screen ပေါ်ဒီမှာကြည့်နိုင်အောင်လို့ RAM ပေါ်မှာတွက်တင်ပြီးလေ RAM ပေါ်မှာဆို RAM ဆိုတဲ့ဒီ random access memory ပေါ်လေဒီ RAM ပေါ်မှာတွက်တင်တယ်တွက်တင်ပြီးတော့အဲ့ဒီ RAM ကနေပြီးတော့ဒီ CPU သွားတယ်ဒီ CPU ကိုသွားတယ် CPU သွားတယ်ဆိုတော့ CPU ကတကယ်တကယ်တမ်းကျတော့ CPU ကဒီပေါ့ logic ဘိုင်းနဲ့ပဲ logic ဒီဒီအသွေးခေါ်ဘိုင်းနဲ့ပဲသူတို့ကအသွေးခေါ်နဲ့ဘိုင်းနဲ့ပဲသူက thinking ဘိုင်းကိုအားသာတယ် CPU က thinking ဘိုင်းကိုအားသာတယ်ဗောလीဒီသူကကြတော့ဒီ user တွေလိုချင်တဲ့အချက်လက်ကိုကြတော့သူကထုတ်ပေးဖို့ကအရန်ကိုကြတယ်ထုတ်ပေးဖို့ကအရန်ကြတယ်ဗောလीဒါသူကသူရဲ့အားသာချက်ကဒီ thinking ဘိုင်းကိုဒီဓာတ်ပုံကိုဘယ်လိုထုတ်ပေးမလဲဘာညာ ဘယ်လိုထုတ်ပြင်းကောင်းမလဲအဲ့လိုစဉ်းစားတဲ့ဒီဘဟုဘဟုအဖြစ်ပြက်တွေအဖို့ဘဟုလေဘက်တဲ့စနစ်ပေါ့လေအဒီစနစ်ကနေပြောသူကဒီဓာတ်ပုံကိုတွေကိုထုတ်ပေးဖို့ကြောင့်သူကဘယ်ကိုလွှဲလိုက်လဲဆိုတော့ graphic card ကိုလွှဲလိုက် graphic card ထဲက GPU ဆိုတော့ graphic processing unit ပေါ့လေဒီ graphic processing unit ကနေပြီးတော့ဒီစင်အင်းကျွန်တော်တို့ ဒီကြည့်လို့ရတာပဲဖြစ်ပါတယ်ဒီကျွန်တော်အရင်ဗီဒီယိုမှာဘာ error တက်ခဲ့လဲဘာ error ပြောခဲ့မိလဲဆိုတော့ကျွန်တော် program တွေက file တွေကို run တဲ့အခါမှာကျွန်တော်အချက်လက်တွေလည်းလိုသွားတယ်ပေါ့လေဒီ program တွေက file တွေကျွန်တော် storage device အကြောင်းလည်းမပြောခဲ့ဘူး ram အကြောင်းလည်းမပြောခဲ့ဘူးပြီးသွားလို့ရှိရင်ပြီးသွားလို့ရှိရင် program ဒီဓာတ်ပုံ high quality ဓာတ်ပုံတွေဓာတ်ပုံတွေပါတယ် လုံးတဲ့ဓာတ်ပုံတွေပါရထုတ်တာတို့ဒီစာတွေပါရထုတ်တာတို့ဒါကဒီ CPU က CPU ဟို CPU ဓာတ်ပုံအနေပိုင်းနဲ့စာတွေကိုထုတ်ပေးတာက CPU ဒီဓာတ်ပုံအမြင်ပိုင်းတွေက ထုတ်တာတို့ GPU ဆိုပြီးတော့ကျွန်တော်အဲတလွဲတွေပြောခဲ့မိရပါဘောလေတကယ်အမှန်ကတော့ဒီ CPU ကကြတော့ thinking ဘိုင်းမှာဒီပေါ့ thinking ဘိုင်းမှာသူက ဒီအချက်လက်တွေကိုဘယ်လိုထုတ်ပေးရမလဲဘာညာဆိုပြီးစဉ်းစားတာပေါ့လေစဉ်းစားတယ်အဓိကစဉ်းစားပဲပိုင်းမှာအားတာတယ်ပေါ့လေသူလည်းဒီကျွန်တော်တို့လိုချင်တဲ့ဓာတ်ပုံကို ထုတ်ပေးလာတာဆိုတော့ဒီမထုတ်ပေးဘူးလားဆိုတော့မဟုတ်ဘူးပေါ့မမထုတ်ပေးဘူးလားဆိုတော့မဟုတ်ဘူးသူလည်းထုတ်ပေးလို့ရတယ် CPU ကလည်းကျွန်တော်တို့လိုချင်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုထုတ်ပေးလို့ရတယ်ဒါပေမဲ့သူကသင်ခင်ပိုင်းအားတာတယ်ဖြစ်တဲ့အတွက် theory ပိုင်းကိုအားတာတယ်ဒါဖြစ်တဲ့အတွက် ဒီလက်တွေ့ practical ဘိုင်းပေါ့လေကျွန်တော်တို့လူတွေမှာတော့ရှိတယ်မလား theory ဘိုင်းကိုအားတာတဲ့သူနဲ့ practical ဘိုင်းကိုအားတာတဲ့သူနဲ့ဒီပေါ့သူတို့ thinking ဘိုင်းကိုအားတာတဲ့ CPU က thinking ဘိုင်းကိုအားတာတဲ့သူကဒီသူတို့ reset တွေကိုထုတ်ပေးတဲ့နေရာမှာအရန်ကိုကြာတယ်ပေါ့လေအဲ့တော့ GPU မခံလို့မရဘူး GPU ကို GPU မခံထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီတက်တက်ကျွန်တော်တို့ဓာတ်ပုံကြည့်ရဖို့က မလွယ်ဘူးပေါ့လေဒီဒီတက်တက်တောင်ဖြစ်တယ်ပေါ့ကျွန်တော်အနေနဲ့ over ဖြစ်သွားတယ် sorry ဒီနည်းနည်းဓာတ်ပုံကြီးရဓာတ်ပုံတစ်ပုံလေးကိုကြီးရဖို့အတွက်တော်တော်လေးထိုင်ဆောက်လိုက်ရမယ် gain နဲ့ gain နဲ့ the gain ကိုဆော့ရဖို့အတွက်ထိုင်ဆောက်လိုက်ရမယ်ပေါ့လေအဲ CPU ကပြောမစင် CPU က CPU ရော GPU ရောလိုအပ်တယ်ပေါ့လေကဲအားလုံးပဲကျွန်တော်ဗီဒီယိုကြည့်ပေးခဲ့တဲ့တငင်ချင်းတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ် ကျွန်တော်ဘက်ကနှောင့်နှေးမှုတွေအမှားအမင်းတွေထုံးကြော်တွေရှိခဲ့မိရဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ရဲ့ information တွေအလွဲမှားတွေဖြစ်ပြီးတော့တည်တည်ချာချာဒီတော့သူတေသနာတည်တည်ချာချာမလုပ်ပဲနဲ့ကျွန်တော်တင်ခဲမိတာတွေအတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်အားလုံးပဲဆလမ်မွန်အလေးကွန်နောက်နောက်ဒီဘိုင်းမှာကျွန်တော်စ조사ပြီးတင်ဆက်ပေးမယ်မော်လေးနောက်ဒီချိန်ကျရင်ကျွန်တော်ចောင်းတဲ့အမှဖြစ်တော့လေပဲကျွန်တော် 調査ပြီးအားထုတ်ပြီးတော့ကျွန်တော်တင်ရအောင်လို့လုပ်ပေးမှာပါအလုံးကျေးဇူးတင်ပါတယ်ဆလမ်မွန်အလัยကွမ်ဂျဇာကလောခိုင်ရော